manifestation နည်းလမ်းတွေကိုအသုံးပြုပြီးရင်သူ့ဖဲကသင်ကို ဆိုးဝါးစွာလိုအပ်လာအောင်ပြုလုပ်လိုက်ပါတမန်ကတော့ manifestation နည်းလမ်းတွေကိုမျှဝေ ပေးနေတဲ့ဒေစီဖြစ်ပါတယ် ဒီဗီဒီယိုထင်းမှာတော့တင့်ရဲ့တဖက်လူကတင့်ကိုဆိုးဆိုးဝါးဝါလိုအပ်လာအောင်ဘလို့ပြုတ်လို့ရမလို့ဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ဒီဗီဒီယိုမှာပြောပြပေးတဲ့ဤနဲ့အတိုင်းပြုတ်လို့ရှင်အပြင်တင်ဟာရှက်ရှင်းရလဲတွေကို ကောင်းဝင်စွာ ရရှိနိုင်ပါလိမ့်မယ်။ဒီဗီဒီယိုမှာပြောပြပေးမယ့်ဤနဲ့ကတော့တင့်ရဲ့ mindset နဲ့အများကြီးသက်ဆိုင်ပါတယ်။ မြန်မာလိုပြောမေဆိုရင်တော့စိတ်တဲ့ဖြစ်တယ်။တင့်အတွက်လိုအဲနေတဲ့စိတ်တဲ့ကိုမွေးမြူပေးရမှာဖြစ်တယ်။အဲဒီလိုအဲနေတဲ့စိတ်တဲ့သာရှိမေဆိုရင် သူ့ဖက်ကတင့်ကိုအတိတ်တစ်ချိန်တုန်းကဘာတွေပဲပြောခဲ့ပြောခဲ့အခုအချိန်မှာတင့်တို့နှစ်ယောက်ကြမှာဘာတွေပဲဖြစ်နေဖြစ်နေအဲ့ဒါတွေသည်ပြဿနာမရှိတော့ပါဘူး။အဲဒီစိတ်တဲ့သာရှိမေဆိုရင်တင့်ရဲ့တစ်ဖက်လူကတင့်ကိုဆိုးဆိုးဝါးဝါးလိုအဲလာပါလိမ့်မယ်။ ဒီလိုဆိုရင်သူ့ဘက်ကတင့်ကိုဆိုးဆိုးဝါးဝါးလိုအဲလာစေဖို့တော့ချက်ကတော့တင့်အနေနဲ့ရွေးရှည်မှုပြုလုပ်ရပါလိမ့်မယ်။ကျွန်ုပ်တို့မှာရွေးရှည်မှုတစ်ခုစီတော့အမြင်တည်းရှိပါတယ်။အဲ့ဒါကတော့ကျွန်ုပ်တို့ရဲ့ဖြစ်တည်မှု reality အတွက်ရွေးရှည်နေကြတာပဲဖြစ်တည် ဒီလိုဆိုရင်ကိုယ့်ရဲ့ reality အတွက်ဘလို့ပုံစံမျိုးကိုရွေးရှိမှလဲခံရတဲ့သူ bitten ဖြစ်နေတဲ့ပုံစံမျိုးကိုရွေးရှိမှလားဒါမှမဟုတ် ကိုယ့်ရဲ့တစ်ဖက်လူကိုလိုရှင်နေတဲ့ကိုချစ်ခင်နေတဲ့သူက ကိုကိုဆူဆူဝါးဝါးလိုအပ်နေပါတယ်ဆိုတဲ့ဖြစ်တည်မှုကိုရွေးရှိမှလား အကုန်လုံးကတော့ကိုယ့်ရဲ့တဖဲလူက ကိုယ့်ချစ်နေတဲ့သူကကိုယ့်ကိုဆိုးဆိုးဝါးဝါလိုအပ်နေပါ रे လိုရှင်နေပါ रे ဆိုတဲ့ဖြစ်တည်မှုကိုရွေးရှည်ရှင်ကြမှာပဲဒါပေမဲ့တချို့သောသူတွေကတော့ကိုရွေးရှည်ရှင်တဲ့ပုံစံမျိုးနဲ့ပြောင်းပြန်စကလုံးတွေကိုပြောနေကြတယ်။အဲ့ဒီစကလုံးတွေကဘာတွေဖြစ်နိုင်တလေဆိုရင် "तू ကငါ့ကိုမလိုရှင်ဘူး၊ तू ကငါ့ကိုမလိုအပ်ဘူး" "तू ကငါနဲ့စကားမပြောရှင်ဘူးလို့ပြောတယ်။ तू ကငါအကြောင်းကိုဆိုရင်ဘယ်တော့မှအကောင်မပြောဘူး။ तू ကငါကိုချစ်တာမဟုတ်ဘူး။စသဖြင့်အဲ့ဒီလိုစကားလုံးတွေကိုပြောနေတယ်။အဲ့ဒီတော့သင်ရွေးရှည်နေတာကသင်လိုရှင်နေတဲ့ပုံစံမျိုးရွေးရှည်နေတာမဟုတ်ဘူး။သူဖဲကတင်းကိုဆူဆူဝါဝါလိုအဲ့နေပါတယ်ဆိုတဲ့ reality ကိုရွေးရှည်ရှင်ပေမေးလေတင်းဟာသူ့ဖဲကမလိုအဲ့ဘူးဆိုတဲ့ reality ဗစ်တန်ဖြစ်နေတဲ့ခံရသူ ဖက်က reality ကိုပဲသင်ယွင်းရှင်နေတာဖြစ်တယ်ဒီတော့တင်ရွေးရှည်ရှင်တာနဲ့တင်ရွေးရှည်နေတာနဲ့မတူဘူးတင်ဘာကိုပဲရွေးရှည်ရွေးရှည်တင်ရွေးရှည်လိုက်တဲ့အရာကတော့တင်ရဲ့ reality မှာဖြစ်လာမှာပဲဟုတ်ပြီဒါဆိုရင်တင်ဟာကိုမလို့ရှင်နေတဲ့ reality ကိုဘာဖြစ်လို့ရွေးရှည်နေမိတာလဲ အဲ့ဒါကတော့ချင်းချင်းလေးပဲသင်ဟာသင်ရဲ့ရုပ်ပိုင်းဆိုင်ရာ 3D reality ကိုအာယုံစိတ်နေလို့ပဲသင်ကြုံတွေ့ခဲ့ရတဲ့ရုပ်ပိုင်းဆိုင်ရာအရှိအနေတွေကိုသင်ဟာစဉ်းစားနေတော့ပဲတကယ်တော့ရုပ်ပိုင်းဆိုင်ရာ 3D reality ဆိုတာသင်ရဲ့အတွေ့အကြုံသင်ရဲ့စိတ်ကူးဟောင်းတွေရဲ့ရလဲတွေပဲဖြစ်တယ်။သင်ဟာအခုအချိန်မှာ သင်မလို့ရှိနေတဲ့ရုပ်ပိုင်းဆိုင်ရာအခြေအနေကိုကြုံတွေ့ရနေတာဖြစ်နိုင်တယ်။အဲ့ဒီအခုအချိန်မှာကြုံတွေ့ရနိုင်တယ်ဆိုတာကအရင်တုန်းကသင်တွေးခဲ့တဲ့အတွေးတွေရဲ့ရလဲပဲဖြစ်တယ်။အတွေးဟောင်းရဲ့ရလဲပဲဖြစ်တယ်။ဒါကြောင့်အခုအချိန်မှာသင်မလို့ရှင်တဲ့ရုပ်ပိုင်းဆိုင်ရာအခြေအနေကိုကြုံတွေ့နေရပေမင်းလေးအဲ့ဒီအခြေအနေတွေကိုနောက်ထပ်စဉ်းစားနေစရာမလိုတော့ဘူး။ သင်ကြုံတွေ့နေရတဲ့ရုပ်ပိုင်းဆိုင်ရာအရှိအနေတွေကို လုံးဝအာရုံမစိုက်ပါနဲ့တော့။ဘာဖြစ်လို့လဲဆိုရင်ဒါဟာအတွေးဟောင်းတွေရဲ့ရလဲဖြစ်နေတော့ပဲ။ဒီလိုဆိုရင်သင်အနေနဲ့အတွေးသစ်စိတ်ကူးသစ်တွေကို ပြောင်းလဲတွေးပေးဖို့လိုရဲ့တင်။တနည်းအားဖြင့်ပြောမေဆိုရင်သင်မလို့ရှင်တဲ့အရာတွေကိုအာရုံမစိုက်နဲ့တော့။သင်လို့ရှင်တဲ့အရာတွေကိုသင်ရဲ့စိတ်ကူးရင်ကဘာတွေနဲ့အတူတူကအာရုံစိုက်မှုတွေပြုလုပ်ပါ။ ဒါဟာသင်ရဲ့ရွေးချယ်မှုပဲဖြစ်ပါတယ်။ဒါကိုနားလည်အောင်ပြောမေဆိုရင်အခုအချိန်မှာသင်အနေနဲ့သင်ရဲ့တဖက်လူကသင်ကိုမလိုအပ်တာတွေမလိုရှင်တာတွေကြုံတွေ့ကောင်းကြုံတွေ့နေရပါလိမ့်မယ်။ဒါပေမဲ့အဲ့ဒီအရာတွေကိုလုံးဝအာယုံမစိုက်တော့ဘဲနဲ့သင်လိုရှင်နေတာက တင့်ရဲ့တဖက်လူကတင့်ကိုချစ်ခင်တာတွေတင့်ကိုလိုအပ်တာတွေတင့်ကို လိုရှင်နေတာတွေကိုပဲတင့်လိုအပ်ပါလိမ့်မယ်တင့်လိုရှင်ပါလိမ့်မယ်ဒါကြောင့်တင့်အနေနဲ့တင့်ရဲ့စိတ်ကူးတွေကိုပြောင်းလဲလိုက်ပါဘလို့ပြောင်းလဲရမလဲဆိုရင်တင့်ရဲ့တဖက်လူကတင့်ကိုလိုရှင်နေပါတယ်လိုအပ်နေပါတယ်တင့်ကိုချစ်ခင်နေပါတယ်ဆိုတော့စိတ်ကူးရင်မှုတွေကိုပြုလုပ်ပါအဲ့ဒါတွေကိုပဲအာယုံစိတ်ပေးပါ ဒီလိုပုံစံမျိုးကိုယ့်ရဲ့အတွေးကဘာကိုယ့်ရဲ့စိတ်ကူးရင်ကဘာကြီးကိုကိုလိုရှင်တဲ့ပုံစံအတိုင်းပြောင်းလဲအာယုံစိတ်ပြီးပြုလုပ်မိဆိုရင်ဘာတွေဖြစ်လာမလဲအဖြေကတော့သင်လိုရှင်တဲ့အရာအတိုင်းသင်စိတ်ကူးရင်လိုက်တဲ့အရာအတိုင်းသင်ဘဝမှာကြုံတွေ့ရပါလိမ့်မယ်။ဘာဖြစ်လို့လဲဆိုရင်ကျွန်ုပ်တို့အာယုံစိတ်နေတဲ့အရာကိုပဲ energy ကစီးဆင်းတယ်။ energy စီးဆင်းတဲ့အတိုင်းပဲကိုယ့်ရဲ့ရုပ်ပိုင်းဆိုင်ရာအရှိအနေတွေကိုဖန်တီးနေတယ်။ တင့်ရဲ့တဖဲလူကတင့်ကိုဆိုးဆိုးဝါးဝါးလိုအဲ့ဇင်ရှင်တွေဆိုရင်တင့်ရဲ့စိတ်ကူးရင်ကဘာပေါ်မှာကျွမ်းကျင်ပိန်နိုင်ဖို့လိုတယ်။အဲ့ဒီစိတ်ကူးရင်တဲ့အတိုင်းတင့်ဟာအမှန်တကယ်ဖြစ်တည်တော့ယုံကြည်ဖို့လိုတယ်။တင့်ယုံကြည်တဲ့အတိုင်းတင့်တွေးတောတဲ့အတိုင်းတင့်စိတ်ကူးရင်တဲ့အတိုင်းတင့်ရဲ့ဖြစ်တည်မှုတင့်ရဲ့ reality မှာဖြစ်လာရမှာပဲဖြစ်တည်ဒီတော့လက်ရှိအချိန်မှာကြုံတွေ့နေရတဲ့ရုပ်ပိုင်းဆိုင်ရာအခြေအနေကိုကြည့်နေမိအစ သင်ဟာသင်ရဲ့စိတ်ကူးရင်ကဘာကိုသာကျွမ်းကျင်ပိတ်နိုင်အောင် ပြုလုပ်လိုက်ပါ imagination ဆိုတဲ့စိတ်ကူးရင်မှုအပေါ်မှာကျွမ်းကျင်ပိန်နိုင်စေဖို့မိမိကိုယ်ကိုဘလို့ပြောပြရမလဲဆိုရင်ငါဟာစိတ်ကူးရင်မှုအပေါ်မှာ အရှင်းကိုကျွမ်းကျင်ပါလေငါကျွမ်းကျွမ်းကျင်ကျင်ကို စိတ်ကူးရင်နိုင်တယ်ငါစိတ်ကူးရင်နိုင်တဲ့အတိုင်းငါရဲ့လက်တွေ့ကဘာမှာဖြစ်လာတယ်အဲ့ဒီလိုစကားတွေကိုပထမဆုံးအနေနဲ့ပြောပြလိုက်ပါ ဒါတွေကကိုယ့်ရဲ့စိတ်ကူးယဉ်မှုအပေါ်မှာတွင်းကျင်ပိန်နိုင်စေဖို့ပြောပြတဲ့စကားလုံးဖြစ်တဲ့ဒီစကားလုံးတွေကိုပြောတဲ့အခါမိမိကိုယ်ကိုယုံယုံကြည်ကြည်နဲ့ပြောပါဒါပြီးရင်တစ်ဖက်လူကကိုယ့်ကိုဆိုးဆိုးဝါးဝါလိုအပ်လာစေဖို့မိမိကိုယ်ကိုရွတ်ဆိုတင်တဲ့ပြောဆိုတင်တဲ့စကားလုံးတွေကိုပြောပြပေးပါမယ်အဲ့ဒီစကလုံးတွေကိုရွဲဆိုဖို့ပြောဆိုဖို့အသက်ကိုလီလီနဲ့နဲ့ရှူသွင်းရှူထုတ်ပြုလုပ်ပါ။ ပြီးရင်ကိုယ့်ရဲ့စိတ်ကူးရင်ကဘာထင်းမှာပဲနေထိုင်ပါပြင်ပကဘာကိုမရောက်ပါစေနဲ့အဲ့ဒီစိတ်ကူးရင်ကဘာထင်းမှာပဲဒီစကလုံးတွေကိုပြောလိုက်ပါသူ့ဖက်ကငါ့ကိုဆိုးဆိုးဝါးဝါလိုအဲ့နေပြီသူဟာငါ့ကိုအရင်ဆွေးမဲ့နေတယ်အချိန်တိုင်းချိန်တိုင်းငါ့ကိုတတိယနေတယ်နေ့စဉ်နေ့တိုင်းငါ့အကြောင်းကို တွေးနေတယ်ငါဟာသူအမြဲတမ်းစဉ်းစားနေတဲ့လူတစ်ယောက်ဖြစ်တယ် ငါဟာ သူ့လိုရှိနေတဲ့လူတယောက်ဖြစ်တယ်။ငါဟာ သူ့လိုအဲနေတဲ့လူတယောက်ဖြစ်တယ်။ငါဟာသူ့ဘဝထဲမှာအထူးအရေးကြီးတဲ့လူဖြစ်တယ်။ငါဟာသူ့အတွက်အရေးအကြီးဆုံးပုဂ္ဂိုလ်ဖြစ်တယ်။သူ့ဖက်ကငါကိုဆိုးဝါးစွာလိုရှိနေပြီဆိုတာကို သိရလို့ငါစိတ်ထဲမှာကြည်နူးမိတယ်စိတ်ချမ်းသာမိတယ်ငါဟာစိတ်ခင်စားချက်တွေအရင်ကောင်းဝင်တယ်သူကငါ့ကိုအရင်ချစ်ပါတယ် သူဟာငါအပေါ်ဆွေးဆွေးလင်းလင်းကိုချစ်ခင် နှိမ့်သက်နေပါတယ်။ဒါကြောင့်ငါစိတ်ထဲမှာဝမ်းမြောက်ဝမ်းသာဖြစ်ပါတယ်။သူဟာငါ့ကိုအရင်ဆွေးနေနေပြီဖြစ်တော့ငါစိတ်ထဲမှာကြင်နေမိတယ်ပီတီးတွေခံစားရပါတယ်ငါရဲ့စိတ်ခံစားချက်တွေဟာအရင်ကောင်းမွန်ပါတယ်သူကငါ့ကိုဆိုးဆိုးဝါးဝါလိုအဲနေပြီလိုရှိနေပြီဖြစ်တော့ငါအရင်ပျော့ရွှင်မိပါတယ် ဒီစကလုံးတွေကိုရွက်ဆိုပါထက်တလီလေးရွက်ဆိုပါ အားတဲ့အချိန်တိုင်းရွက်ဆိုပါခင်စားရှဲအပြည့်နဲ့ရွက်ဆိုပါ အနည်းဆုံးတော့တရက်မှာ3ချိန်စီရွက်ဆိုပေးပါ မနေ့တစ်ချိန်နေ့လေတစ်ချိန်ညတစ်ချိန်3ချိန်စီရွက်ဆိုပါဒီစကလုံးတွေကိုရွက်ဆိုနေစဉ်ကာလအတွင်းမှာကိုယ့်ရဲ့စိတ်ထေးမှာ ဒီစကလုံးတွေနဲ့ပြောင်းပြန်အကြောင်းအရာတွေတွေးမိမိဆိုရင်လုံးဝလက်မခံပါနဲ့ဒါတွေမဟာမဟုတ်ဘူးဒါငါအတွေ့မဟုတ်ဘူးဒါတွေလုံးဝမှားနေတယ်တော့မိမိကိုယ်ကိုပြန်ပြောပါဆင်းကျင်ဖက်ပြောင်းပြန်အကြောင်းအရာတွေကဘာတွေဖြစ်နိုင်မလဲ။ तू ကငါ့ကိုမလိုအပ်ဘူး၊ तू ကငါ့ကိုမချစ်ဘူး၊ तू ကငါနဲ့မတွေ့ရှင်ဘူး၊ तू ကငါ့ကိုစကားမပြောရှင်ဘူးဆိုတဲ့စကားလုံးတွေဟာပြောင်းပြန်အကြောင်းအရာတွေပေါ့နော်။ဒီစကားလုံးတွေကို လုံးဝမတွေးမိပါစေနဲ့။ ဘာဖြစ်လို့လဲဆိုရင်တင်တွေးလိုက်တဲ့အရာတိုင်းတင်ရဲ့ခေါင်းထင်းမှာပေါ်လာတဲ့အရာတိုင်းတင်နှုတ်ထွက်ပြောလိုက်တဲ့စကားလုံးတိုင်းဟာတင်ရဲ့ reality ကိုဖင်တီးနေတာပဲဖြစ်တယ်ဒါကြောင့်ကိုလိုရှင်တဲ့ပုံစံတွေကိုသာ တွေးတော့ပါကိုလိုရှင်တဲ့ပုံစံတွေကိုသာစိတ်ကူးပါစိတ်ကူးရင်ပါကိုလိုရှင်နေတဲ့ပုံစံတွေအတိုင်းသာ ပြောဆိုပါဒီလိုသာတွေးတော့ပြောဆိုနေမည်ဆိုရင်ကိုလိုရှင်နေတဲ့ပုံစံအတိုင်းပဲဖန်တီးနေတာပဲဖြစ်တယ် ဒါကြောင့်သူ့ဖေကငါ့ကိုလိုအပ်နေတယ်သူ့ဖေကငါ့ကိုဆွေးမဲနေတယ်သူကငါ့ကိုအရင်ဆွေးနေနေတာသူကငါအနာမနေရှင်တာစသည်ဖြင့်ကိုလိုရှင်တဲ့စကလုံးတွေကိုပဲပြောပြပါဒီလိုပြောပြနေုံသားမကအဲ့ဒီစကလုံးတွေနဲ့တက်ဆိုင်တဲ့စိတ်ခင်စားချက်တွေလေးရှိရမှာဖြစ်တယ်။ဒါကြောင့်သူ့ဖက်ကကိုယ့်ကိုဆွေးနေနေပြီဆိုရင်ကိုယ့်ရဲ့စိတ်ခင်စားချက်ဘလို့ဖြစ်မလဲ။ဝမ်းမြောက်ဝမ်းသာဖြစ်မှာပျော်ရွှင်မှာစိတ်တက်ကြွမှာအဲ့ဒီခင်စားချက်တွေကိုလေးမွေးမြူပေးပါ။ ဒီလိုဆိုရင်အခုပြောခဲ့တဲ့စကားလုံးတွေကိုသာထက်တလေးလေးရွက်ဆိုပါထက်တလေးလေးစဉ်းစားပါထက်တလေးလေးတွေးတော့ပါရက်ပိုင်းအနည်းငယ်အတွင်းမှာတင့်အနေနဲ့ကောင်းကျိုးချမ်းသာတွေကိုကြုံတွေ့ရပါလိမ့်မယ်တင်လို့ရှင်တဲ့ရလဲတွေကိုရရှိလာပါလိမ့်မယ်တင်လို့ရှင်နေတဲ့ရလဲဆိုတာကတင့်ရဲ့တစ်ဖက်လူကတင့်ကိုဆူဆူဝဝလို့ရှင်နေပါဒီဆိုတဲ့ရလဲပဲမဟုတ်ဘူးလားအဲ့ဒီတော့အခုပြောခဲ့တာတွေကိုသာထက်တလေးလေးရွက်ဆိုပါအဓိကအဖြစ် တင်ကြုံတွင်းနေရတဲ့ရုပ်ပိုင်းဆိုင်ရာအရှိအနေကိုလုံးဝအာယုံမစိုက်ပါနဲ့တင်အာယုံစိုက်ရမှာကသူ့ဖက်ကတင်ကိုဆိုးဆိုးဝါလိုရှင်တဲ့ပုံစံတစ်မျိုးတွေပဲဒီတော့ဒီလိုသူ့ဖက်ကဆိုးဆိုးဝါလိုအဲ့နေပါတယ်ဆိုတဲ့ပုံစံတစ်မျိုးတွေကိုပဲအာယုံစိုက်လိုက်ရှင်အဖြစ် ရဲ့အနည်းငယ်အတွင်းမှာတင်လို့ရှင်နေတဲ့ဖြစ်တည်မှုစီကိုမြင်မြင်ဆင်ဆင်ပြောင်းလဲလာပါလိမ့်မယ်လို့ပြောဆိုရင်ဒီဗီဒီယိုကိုညီကုန်းချုပ်ပါတယ်ဒီဗီဒီယိုကိုအဆုံးထိနားထောင်ပေးကြတဲ့မိတ်ဆွေတွေအားလုံးကိုကျေးဇူးအထူးတင်ပါတယ်